နွေရာသီရောက်တော့မယ်ဆိုတော့ထမင်းစပွဲဝိုင်မှာတာကြီးငါးကြီးဟင်းလျာတွေပဲချက်နေလို့မဖြစ်တော့ဘူးဒီလိုမျိုးမော်လာဝုတ်အချင်းစိန်လေးလှစားကြည့်ပါချင်းချင်းလေးနဲ့ဂရင်ပွင့်ပြီးအရက်နဲ့ရောထမင်းနဲ့ပါလိုက်ဖက်လို့ထမင်းဝိုင်မှာအရင်စားကုန်တဲ့ဟင်းလျာဖြစ်လာမှာပါဘေးကအန်ဒီပေးတဲ့မော်လာဝုတ်ဖြူကိုဖင်တဲ့ခေါင်းဖြတ်ပြီးအခုံခွာပြီးလိုက်ပါမယ်အဲနောက်အမြင်ထိုးပြီးအပြားလေးတွေရောင်းလှီလိုက်ပါမယ်အဲနောက်စားနေငယ်တဲ့နှံ့အောင်နေပြီးရေတွေထောင်း၉မိနစ်လောက်နှက်ပေးလိုက်ပါမယ်ပြီးရင်တော့ရေနဲ့လုံးဝမစေးဘဲဒီတိုင်းရေစင်အောင်ညှက်ပေးလိုက်ရင်တော့ရပါပြီ။ အဲ့လိုဆိုရင်တော့တပတ်လောက်ထားတော့မပုတ်တော့ပါဘူးအဲနောက်ငရုတ်သီးချင်းကျက်တုံဖြူပြငရုတ်သီးအချင်းတဲပကံလုံးတစ်ဝက်ထည့်ပြီးအရသာပိုရှိအောင်လို့တဘာဝအတိုင်းအချင်းဖောက်ထားတဲ့အနီရောင်ဗီနီဂါထည့်ပေးလိုက်ပါမယ်သူ့ကိုထည့်လိုက်တဲ့အခါအယောင်ပိုလာပြီးအရသာပိုပေါ်လာစေလို့စားတောက်ဆိုင်တွေကအတိုင်းစားလို့ကောင်းသွားစေမှာပါပြီးတဲ့အခါ surprise ဘူတဝက်ထည့်လိုက်ပါမယ်တကြားကေကိုအစားထိုးထည့်မယ်ဆိုရင်တော့တင်းစီရပိုလွယ်ကူစေမှာပါအဲနောက်နှစ်နာရီလောက်စိန်ထားပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ စံပြုံမန်ထိုးဖြစ်ဖြစ်ဒါမှမဟုတ်ခောက်ဆွဲနဲ့ပဲဖြစ်ဖြစ်တွဲစားမယ်ဆိုရင်တော့တာကြီးငါးကြီးဟင်းတွေထပ်ပို့စားလို့ကောင်းပါလေတတော်မများကမော်လာဟုအချင်းစိမ့်တဲ့အခါဒီအတိုင်းတန်းစိန်တက်ကြပါလေအလို့ဆိုရင်တော့စိန်ပြီးတဲ့အခါခါတလူလူရတာထွက်ပြီးကျွတ်ဆက်ဆက်လေးလေးမဖြစ်တော့ပါဘူးဒါဆိုလူကြီးမင်းတို့ကျွန်တော်လုပ်တဲ့နီလန်အတိုင်းလှိုက်လို့ကြည့်နော်အရင်ဆုံးမော်လာဟုကိုအခွန်ခွာပြီးရင်လက်မအရွယ်တုံးလေးတွေလီးပြီးပကံထဲထည့်ထားလိုက်ပါမယ်အဲနောက်စားလက်တစ်စုပ်ဖြူနှောက်အောင်နေပြီး10မိနစ်နှက်ထားပေးလိုက်ပါမယ်အလို့ဆိုရင်တော့ရှင်တင်းတင်းအခါတက်ကိုဖယ်ရှားနိုင်ပါပြီ အဲနောက်ထွက်လာတဲ့ရေတွေကိုတုံပြပြီးလှီထားတဲ့ကြက်သွန်ဖြူပြငရုတ်သည်ငရုတ်သည်အချင်းတဲတပကံနဲ့တခြားကဲတချို့ထည့်လိုက်ပါမယ်။အရသာရှိစီတဲ့အဓိကချက်ကတော့ဒီအိန္ဒိယဗီနီဂါပဲဖြစ်ပါတယ်။သူကတဘာဝအတိုင်းချင်ပေါက်ပြီးရလာတာမို့လို့ပါဝင်ပစ္စည်းကရှင်းနေပြီးစိတ်ချချစားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ပါဝင်ပစ္စည်းမျိုးအောင် surprise ထည့်ပြီးရေခဲတက်တာနဲ့နှစ်နာရီထည့်အေးခံထားလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။လုံနီးကရိုရှင်ပြီးချင်းချင်းဆက်ဆက်လေးနဲ့ဂရင်းပွင့်စီလို့မမအချင်းတဲထားပြီးထမင်းစားတဲ့အချိန်နည်းနည်းလောက်တွဲဖက်စားမယ်ဆိုရင်တော့တကယ်ကိုမှအရန်စားလို့ကောင်းပါတယ်။ ။ဆောင်းရသည်ကတော့ဝဲဟုတ်ကြောင်လို့ဖို့အကောင်းဆုံးချိန်လို့ပြောရမှာပါ။ကိုယ့်အိမ်မှာနေမဲ့လှုပ်လို့ရလို့အပြင်ကမတန်ရှင်းတဲ့ဝဲဟုတ်ကြောင်တွေကိုဝယ်စားစရာမလိုတော့ပါဘူး။ကိုယ်မှလုပ်တဲ့အတွက်တန်ရှင်ပြီးကျမကြီးနဲ့ညီညွတ်တဲ့အပြင်တတုံဤဤလေးနဲ့နူညံ့ပြီးမှုေ့ပြန့်ပေမဲ့မအီပါဘူး။ကောင်းကျင်းဆန်ကိုရေတညချိုစိန်ထားပြီးပွားအောင်လှုပ်ထားလိုက်ပါမယ်။ဟွာချောင်းစီအနေငယ်နနက်ပွင့်တကူခြေမြင်ကျက်တော့မိပိုင်းကိုရင်တွင်းနဲ့10မိနစ်လောက်စိန်ထားပြီးဝက်ပေါင်သား၄ပေါင်ပြင်ဆင်ထားလိုက်ပါမယ်။ဒီလိုအသားမှာကအရွက်တွေမပါလို့ကင်တွယ်ရတာပိုအဆင်ပြေပါလေ။ အသားကိုအတုံးလေးတွေလီးပြီးအစီကိုလည်းအတုံးလေးတွေလီးပေးလိုက်ပါမယ်။အစီနဲ့အသားကိုနှစ်အချိုးရှစ်ရောဆက်ပြီးအသားတွေကိုကျိတ်ဆက်တဲ့အရင်ထည့်ချိန်ပါမယ်။အသားကိုအရင်ကြီးကျိတ်မှုတ်သွားအောင်မချိန်ပေအစီကိုတော့ချုံမွေ့အောင်ချိန်ပေးလိုက်ပါမယ်။အလုံးကိုပကံနဲ့ထည့်ပြီးစား25ဂရမ်၊တကြား15ဂရမ်၊ငရုတ်ကောင်းမုတ်30ဂရမ်၊အယောင်တင်မုတ်4ဂရမ်၊ပဲငက်ပြာကြီးအကျဲ50ဂရမ်၊ပဲငက်ပြာကြီးအနောက်30ဂရမ်၊ဝက်စီတစုံထည့်ပြီးဂျင်းကျက်သွမ်မိတ်စင်ရည်120ဂရမ်ကိုနေရင်ထည့်ပေးလိုက်ပါမယ်။ နေရင်လည်းအသား6လာပြီဆိုရင်တော့နည်းနည်းချင်းထည့်ပြီးလားရတစ်ဖက်ထဲနေထားပြီးလိုက်ပါမယ်။အသားကဒီလိုစစ်စစ်အီးအီးအနေထားဖြစ်လာပြီဆိုရင်တော့ကောင်းချင်းဆန်နဲ့ပြောင်းမှု300ဂရမ်ထည့်ပြီးနှောင့်အောင်နေပြီးလိုက်ပါမယ်။ဝဟုကြောင့်လို့ဖို့အတွက်ဥကုံကိုလည်းကြိုပြီးတော့ပြင်ဆင်ထားပါမယ်။သူထဲမှာပါဝင်ပစ္စည်းကဥကုံနဲ့စာပဲပါလို့မျက်နှာပြင်ပေါ်ကစာတွေကိုအရင်စင်အောင်စေးပြီးလိုက်ပြီးအရက်ဖြူနဲ့ရောပြီးမိနစ်20စိမ့်ပြီးလိုက်ပါမယ်။ဝတ်သားအစာကိုဝဟုကြောင့်လုပ်တဲ့ပိုက်ထဲထည့်ပြီးအစာနဲ့ငယ်ထွက်လာပြီးဆိုရင်တော့ဥကုံကိုဆွတ်လိုက်ပါမယ်။အဲ့လိုဆိုရင်တော့အလွယ်တကူမပေါက်ပြဲတော့ပါဘူး။ ပြီးတဲ့အခါအောက်ခြေကိုအထုံထုံပြီးဝတ်သားအစာကိုဥကုန်းထဲထည့်လိုက်ပါမယ်60 80ရာခိုင်နှုန်းလောက်ပြည့်ပြီဆိုရင်တော့ရပါပြီမဟုတ်ရင်ကြောတဲ့အခါပေါက်ထွက်သွားနိုင်ပါတယ်အချီကျုံနဲ့အပိုင်းလေးတွေချီပေးပြီးရင်လေခိုနေတဲ့နေရာကိုသွားချထိုးရံနဲ့ဖောက်ပြီးလေထုတ်ပေးလိုက်ပါမယ်ပေါင်းတဲ့အခါရေမစူးခင်ကလေးကထည့်ပြီးမီအေအေနဲ့ပေါင်းထားဖို့လိုပါတယ်မိနစ်၄၀လောက်ပေါင်းပြီးတဲ့အခါမှာတော့အပိုင်းလေးတွေဖြတ်ထုတ်ပေးလိုက်မယ်ဆိုရင်တော့တန်းစားလို့ရတယ်လို့စီနဲ့ကြော်စားမယ်ဆိုရင်တော့ပို့ပြီးတော့မှွေပါလေတုံတုံအီအီလေးနဲ့အီးဆန်နေလို့အင်္ဂါကလေးတွေဆိုရင်တော့အရန်ကြိုက်ကြပါလေ အဓိကကတော့စိတ်ချချနဲ့စားနိုင်တာမို့လို့လုတ်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့ကြည်လိုက်တော့နော်လူကြီးမင်းတို့တရားကြီးနော်ပဲပြားကိုပလတ်စတစ်အိတ်ထဲထည့်ပြီးလမ်းထဲကြည်အောင်ခြေပြီးလိုက်ပါမယ်ကြည်လီပူကောင်းလေးဖြစ်ပါလေတော်တော်များများကဒီရင်ကိုမစားဘူးကြသလိုတွေ့လည်းမတွေ့ဘူးကြပါဘူးဒါဆိုဘလို့လို့ရတယ်ဆိုတာကြည်လိုက်ရအောင်ခြေထားတဲ့ပဲပြားတွေတဲ့ကျဲဝငါးလုံးနဲ့စားနေငယ်ထည့်ပြီးရင်အပြက်ပြက်အလှန်လှန်မွေပြီးပေါင်ရဲအငွေးထွက်လာပြီဆိုရင်တော့၁၀မိနစ်ထည့်ပေါင်းပြီးလိုက်ပါမယ် ပကံလုံးအလို့တဲ့ပေပီဇက်အနှစ်အနေငယ်ဘဲငက်ပြားရဲ့အကျဲစွန်တဝက်ခယူးစီအနေငယ်နဲ့အယောင်လောင်ဘဲငက်ပြားရဲ့အနောက်ထဲအရာသာအတွက်ကြက်သားမုတ်ဘဲမုတ်ကော်ရီစွန်တဝက်ထည့်ပြီးနှောင်းဝေထားလိုက်ပါမယ်။ဦးရဲစီပူလာရင်ဝတာနနုတ်စင်တွေထည့်ပြီးမီအေးအေးနဲ့ဖြည်းဖြည်းချင်းကြော်ပေးလိုက်ပါမယ်။အသားတွေကြံအောင်ကြော်ပြီးရင်တော့ကြက်သွုံမိတ်ကြက်သွုံဖြူထည့်ပြီးမွှေးနေအောင်ကြော်လိုက်ပါမယ်။အဲနောက်ဆော့ဆန်ပြီးမီပြပြင်းနဲ့အနှစ်ကြောင်တဲလိုက်ပါမယ်။အဲနောက်ပယ်ပြားပေါ်တင်ပေးလိုက်ရင်တော့ရပါပြီ။ ီလိုချက်ထားတဲ့ပေပြားကြောင်ပေါင်းကမှွေပြန့်နူညံ့ပြီးအရန်စားလို့ကောင်းလို့လူကြီးမင်းတို့လည်းချိန်နေတတ်တယ်ဆိုရင်တော့လိုက်လို့စားကြည့်လိုက်တော့နော်တကယ်လို့ဒီအမဲသားလုံးကိုမစားဘူးရင်ဒါကဘလောက်ရတာရှိလဲဆိုတော့ခန်းစားမိမှာမဟုတ်ဘူးပါဇက်ထဲမှာတလုတ်စားလိုက်တိုင်းကျူစီဖြစ်နေပြီးဤတုံဤတုံလေးနဲ့ဝါလို့ကောင်းပါလေအမဲသားလုံးလို့ဖို့ဆိုရင်တော့ဒီလိုမျိုးနောက်ခြေတော့ပေါင်သားကိုရွေးရပါမယ်ဒီအသားကကြည်လိပြီးအယွတ်အကျော်တွေနေလို့လှုပ်လိုက်တဲ့အမဲသားလုံးကပိုပြီးဤတုံပါလေရေထိုးထားတဲ့အမဲသားတွေမဝယ်ပဲဒီလိုမျိုးကင်လိုက်တဲ့အခါချောက်ချောက်လေးဖြစ်နေတဲ့အမဲသားမျိုးရွေးဝယ်ရပါမယ် DMC ကိုတော့ရေခဲတက်တာတဲ့အရင်ထည့်ပြီးအေးခဲထားဖို့လိုပါတယ်။လက်လက်ဆက်ဆက်အမေသားဆိုရင်တော့ဝယ်လာတဲ့အခါရေဆေးဖို့မလိုပါဘူး။တကယ်လို့လုံးဝစိတ်မတန့်ဘူးဆိုရင်တော့ရေနဲ့ပဲရိုးရိုးရှင်းရှင်းပုတ်စေပြီးမိဖို့ကြောင့်သောစက်ကူနဲ့ချောင်းတုပ်ပေးလိုက်လို့ရပါတယ်။အရင်ဆုံးအသားပေါ်ကအကြောနဲ့အစီတွေကိုတန့်သွားအောင်ဖယ်လိုက်ပြီးအတုံးလေးတုံထားပေးလိုက်ပါမယ်။အားလုံးလှီးပြီးပြီဆိုရင်တော့ဗန်းတစ်ခုတည်းပြောင်းထည့်ပြီးရေခဲတက်တာတဲ့တနားရီတနားရီလောက်အေးခဲပေးထားလိုက်ပါမယ်။ မဆောင်နိုင်တဲ့သူတွေဆိုရင်တော့ကျွန်တော်လုပ်တယ်လို့မျိုးဒီနီလန်းကိုသုံးလို့ရပါတယ်။ဇလုံးအကြီးကြီးတစ်ခုယူပြီးတဲ့အခါရေခဲရည်နဲ့ရေခဲတုံးထည့်ပြီးချိန်ဆက်သေးကိုထည့်လိုက်ပါမယ်။အပူချိန်နည်းနည်းလေးမှာချိန်ပြလိုက်မယ်ဆိုရင်တော့အမဲသားကအစီတက်ပို့ထွက်ပြီးလှုပ်လိုက်တဲ့အမဲသားလုံးကပို့ပြီးတော့တုံဤနေမှာပါ။ကျွန်တော်တို့အခုကျိတ်ဆက်သေးကိုအမဲသားကိုထည့်ပြီးတော့အမဲသား1ကီလိုအတွက်စား30ဂရမ်ငရုတ်ကောင်းမုတ်3ဂရမ်ပီလောပီနံမုတ်30ဂရမ်ထည့်ပေးလိုက်ပါမယ်။အသားလုံးကိုပို့ပြီးတော့တုံဤစေခြင်းနဲ့ဆိုရင်တော့ဘေကင်းဆိုရာထည့်ပေးရပါမယ်။အခုသူ့ကို3ဂရမ်ထည့်ပြီးအဲနောက်ကျိတ်ပေးလိုက်ပါမယ်။ မညတ်တညတ်ဖြစ်သွားတဲ့အထိကျိတ်ပြီးပြီဆိုရင်တော့ရေခဲ100ဂရမ်ယူပြီးတဝက်အရင်ထည့်လိုက်ပါမယ်။ပြီးရင်တော့ဆမ်မွေကျိတ်ပြီးချောင်းမေသွားပြီးဆိုရင်တော့ကြံသေးတဲ့ရေခဲတွေထည့်ပြီးဆက်ကျိတ်ပြီးလိုက်ပါမယ်။တစ်ချက်ကြည့်လိုက်လို့ဆေးကပ်ပြီးတော့ယုံဝါရှိတဲ့အပြင်နူညံတောက်ပနေပြီဆိုရင်တော့ဓာသွားကိုအရင်ဖယ်ထုတ်လိုက်ပါမယ်။အဲ့တော့ရောင်မားနဲ့လာရတခုရဲထားပြီး2မိနစ်3မိနစ်လောက်မှွေပေးလိုက်မယ်ဆိုရင်တော့ကြိတ်ထားတဲ့အသားတွေကရောင်မားမှာကပ်ပြီးခါချရင်တော့မကွာကြတော့ပါဘူး။အမဲစီကိုလည်းဓာတ်နဲ့လီးပေးလိုက်ပါမယ်။ဒါက juicy ဖြစ်စေရတဲ့အဓိကအချက်ဖြစ်ပါတယ်။ ်အသား1ကီလိုအတွက်အစီ80ဂရမ်ထည့်ပြီးကျက်သွန်ကျော်ချိုလဲရောထည့်ပေးလိုက်ပါမယ်။ဒါကတော့ကျက်သွန်ဖြူကိုနုနုတ်ဆင်းပြီးကြော်ထားတာဖြစ်ပါတယ်။အဲနောက်ဇက်တိုက်မွေပေးလိုက်ပြီးအစီတွေပြောင်းဝင်သွားအောင်လုပ်လိုက်ပါမယ်။9မိနစ်6မိနစ်လောက်နှံ့အောင်ဝေပေးလိုက်ရင်တော့ရပါပြီဘလို့ခါချာချာကွာမကြတော့ပါဘူးရေတအိုးပြင်ဆင်ပြီးလုံးဝရေမစူသေးပဲ50ဒီဂရီလောက်ပူလာပြီဆိုရင်တော့ပင်မောင်ဘောလုံးအရွယ်အသားလုံးလေးတွေလုံပြီးတလုံးချင်းစီထည့်ပေးလိုက်ပါမယ်လုံးနေတဲ့တစ်ချောင်းမှာရေကိုလုံးဝစူပွားအောင်မတဲပဲဖြည်းဖြည်းချင်းကြက်အောင်အရင်ပြုတ်ပေးရပါမယ် အသားကျကျက်သွားပြီဆိုရင်တော့သူ့ကိုတစ်ချက်တစ်ချက်မှွေပေးလိုက်ပါမယ်။ဆိုနဲ့ဒီလိုဖိလိုက်လို့အသားလုံးကယုံဝရှိနေပြီဆိုရင်တော့လုံဝကျက်သွားပြီဖြစ်ပါလေ။အဲနောက်ဆဲထုတ်ပြီးတော့ရေးရဲစိန်ပေးရပါမယ်။ဒါမှသာပို့ပြီးတော့တုံဤမှာဖြစ်ပါလေ။မြင်ရတဲ့အတိုင်းအလုံးတိုင်းကဆိုဤနေပြီးတုံတုံဤဤလေးနဲ့ကြစ်လက်ပြီးဝါလို့ကောင်းတဲ့အပြင်လက်ဆက်ပြီး juicy ဖြစ်နေတာပါ။စာမကုန်မှုဆိုရင်တော့အိတ်သေးသေးလေးစုပ်ပြီးအေးခဲထားလို့ရတာမို့နောက်တစ်ခါစားခြင်းတဲ့အခါယူပြီးတော့တန်းချက်စားလို့ရပါတယ်။လူကြီးမင်းတို့ရောမြေယုံထဲတင်စားခြင်းလာပြီမလား။ ဒါဆိုရင်တော့အင်္ဂါလူတွေကိုအမြန်လိုက်လို့ကျွေးလိုက်တော့နော်